အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်ကြည့်ကြပါရစေဒီနေ့မှာတော့ကျွန်တော်ဗာဒင်ဆက်ပြသမယ်ဆိုတော့အာ Gary Kasparov နဲ့ Vasily Anand ရဲ့ဒီလက်ရှိဟိုထိတိုက်တွေ့ဆုံညတဲ့960ကစားပွဲတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲလေးကတော့ game 4ဖြစ်တယ်ဗောနော်အဲ့တော့ကျွန်တော်ပွဲလေးကြည့်လိုက်မယ်ဒီပွဲမှာတော့ Gary Kasparov ကအဖြူကစားရုပ်ကန်ဆောင်းမှာဖြစ်ပြီးတော့ Vasily Anand ကတော့အမဲကစားရုပ်ကန်ဆောင်းမှာဖြစ်ပါတယ် အကြပွဲကြည့်မယ်ဆိုလို့ဆိုရင်ဖြိုးရနေပြောဂယ်ရီကစပါရော့က E4 တတ်တယ်အဲဒါကတော့ပုံးတွေကိုအခြေချက်ထားတယ်အဓိကတော့ကျွန်တော်ဒီ freestyle chess ပေါ့နော် freestyle chess ကကျွန်တော်အခြေရ game 3မှာလည်းပြောထားတယ်အဲဒီအောက်ကိုင်းဟာတွေဒီဟိုပုံမှန်ကစားကပုံမှန်နေရာတွေမဟုတ်ဘူးပေါ့နော်ဒီမှာကစားနေရာတော့အတူတူပဲဟုတ်ပြီကျွန်တော်ကြည့်မှာ E4 မှာ E6 ဆက်တယ် D4 D4 မှာ D5 အဲ D5 မှာအဲဂယ်ရီကစပါရော့ကဘာရှိခဲ့လဲဆိုရင် knight c3 ရှိတယ်ဒါသူ့ရဲ့ကစားကောင်တကောင် development လုပ်တယ်အဲ့ဒီမှာ အဲတော့ Vicia နိုင်ငံကဘာလို့လဲဆိုစားတယ်ဒီတဲ့ E4 Knight တဲ့ E4 အဲ Bishop B5 လာတယ်ဒီ Bishop လေးကို activate လုပ်တယ်ဒီ route ကိုတော့ချိန်တယ်အဲဒီနေရာမှာ Gary Kasparov ကဘာရှိခဲ့လဲဆိုရင် Knight E2 ဒါသူ့ရဲ့မထုတ်ကတဲ့ကစားကောင်တကောင် develop လုပ်တဲ့ဂျာလေးကနေပြီးတော့ကာလိုက်တယ်ပေါ့ဒီစုကလည်းကောင်းတယ်ပေါ့နော် Knight C6 Knight C6 ကတော့ Vicia နိုင်ငံကလည်းသူမထုတ်ကတဲ့ကစားကောင်တကောင်ထုတ်တယ်နောက်လည်းကျ D4 ကိုစားမယ်ဆိုတဲ့ idea လေးလည်းရှိရပေါ့နော်အဲဒီနေ့တမ်းမှာဆိုလို့ရှိရင်เนี่ยကျွန်တော်တို့အဖြူကနေပြီးတော့ အဲဘာဆွေးတင်လဲဆိုတော့ဆိုရင် G3 တို့ Bishop Diagonal လေးဖွင့်လိုက်တာမျိုးပေါ့ဒါမှမဟုတ်ဆိုရင်ကျွန်တော်ဒီမှာ C3 တက်မယ်ဆိုပြီးတော့ဒီ D4 ပေါ်နေကိုပြန်ပြီး save လုပ်ထားမယ်ဆိုတော့လည်းလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာဟို Gerica Sparrow ကဒီကစားပွဲထဲမှာဟို software မှာတည်းကသူကမြင်မြန်ဆန်းဆန်းရွှေ့ရတယ်ပေါ့မြင်မြန်ဆန်းဆန်းရွှေ့တဲ့အချိန်မှာဒီနေရာမှာ Knight C5 ဆိုပြီးတော့ရွှေ့တယ်ဒီ shape ကလေးကတော့မကောင်းဘူးပေါ့နော် Blender Move တစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီ nice c5 ချိတ်ခွက်ကြောင့်ဒီ d4 ပုံးလေးတစ်လုံးကအလကားနေအလကားဟိုအလကားပြေးလိုက်ရတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ vision နိုင်က အဲဘယ်လိုမျိုး default point နဲ့တလုံးကိုရအောင်ယူပါမလဲဆိုတော့ကိုကျွန်တော်ကြည့်လိုက်မယ်အဲ bishop d c bishop d e2 queen d e2 ပြီးတော့ knight d4 ဆိုပြီးစားရတယ် knight d4 စားတဲ့ချိန်မှာကျွန်တော်ဘာတွေ့ရဆိုရင်လက်ရှိမှာ queen ကိုပြန်ပြီးတော့ချိန်ထားတယ် queen ကိုပြန်ပြီးချိန်ထားဆိုကြောင့် queen ကဒီနေရာမှာဒီတွားတွားတင်လာဒီဘယ်နေရာတွေပဲတွားလာလဲ queen e3 တို့အဲ queen e3 ရတော့ဒါ engine ကနေပြီးအကြံပေးထားတဲ့အကောင်းဆုံးရှေ့ခွက်တို့ကိုပြောလို့ရပါဘောနော်ဒါလေးပဲပြန်ချောင်းမယ်ဒါပေမဲ့ဒီမှာတစ်ခါထပ်ပြီးတော့ gary caswell ကဘလန်နာ move တစ်ခုထပ်ရွှေ့ခဲ့တယ် queen c4 ဆိုပြီးရွှေ့ခဲ့တယ်ဒီရွှေ့ခွက်ကတကယ်ကိုမကောင်းတဲ့ရွှေ့ခွက် တစ်ခုဖြစ်တယ်ဒီချိန်ကကြောင့်ဗီရှီယာနိုင်ကကစားကောင်တကောင်လောက်တာသွားမဲ့အခွင့်အရေးတွေရခဲ့တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေရာမှာဗီဒီယိုလေးကိုရက်ပြီးတော့စဉ်းစားကြည့်လိုက်အမဲအတွက်ဗီရှီကွက်ကအကောင်းဆုံးဖြစ်မလဲပေါ့အဲဒါကိုယ့်ရဲ့အတွေးနဲ့အဲဗီရှီယာနိုင်ရဲ့ရွှေကွက်နဲ့တူလားမတူလားစစ်ကြည့်ရပါဘို့ โอเคครับพี่เอ้าแล้วจะดีๆมากระซ้าเป้แล้วมาวิเชียเนี่ยงาดาบาสเกตเลยสิ B5 ဆိုပြီးတော့ Queen ကိုပြန်ပြီးတော့မောင်းတယ်ဒီရှုခွက်ကတော်တော်လေးကောင်းတယ်ပေါ့เนาะအကရဲ့များအဲ Gary Kasparov က Queen A5 ကိုသွားမယ်ဆိုရင် sorry Queen B4 ကိုသွားမယ်ဆိုရင် A5 ဆိုပြီးထပ်ပြီးတော့ဒီ Queen လေးကိုထပ်ပြီးတော့မေးมาဖြစ်တယ်ဒါပေမဲ့အာကစားပြီးတော့နောက်တစ်ခုကကျတော့ Queen ကတခြားနေရာမြများဆက်ဆက်သွားလို့မရဘူး Queen ကကျတော့ C3 သွားလို့ဆိုရင်လည်းပဲ Knight E2 ကနေပြီးတော့ခွက်ခွက်လုပ်လို့ရတယ်ပေါ့เนาะအဲဒါလည်းမကောင်းဘူးအဲ့တော့ နောက်တစ်ခုကကြဘယ်နေရာတော့လို့ရသေးလဲဆိုတော့အကဲကျွန် queen က d3 တော့မယ်ဆိုလို့ဆိုရင်လည်းပဲကျွန် queen g5 ကနေပြီးတော့ချလိုက်မယ်အာ double attack နဲ့နိုင်ကြပါမယ်ပေါ့အဲ့တော့ဒါပေမဲ့အတက်တာတော့ဘယ်ဟာလဲဆိုလို့ဆိုရင်ကျွန် queen d3 ကတော့အတက်တာတော့မဟုတ်အဲ့တော့ gary kasparov ကလည်းဒီ show ဘက်ရှိပြီးတော့မှသူ့ကိုသူဟိုတိသွားပြီပေါ့နော်ဘာကြောင့်လဲဆိုတော့ timothy ကစကားတော့ကြတာမယ်ပေါ့ဟုတ်ပြီအဲ့ကျွန်တော်ဒီမှာထပ်ပြီးကြည့်လိုက်မယ် queen d3 queen d3 မှာ queen g5 နဲ့ avishi ကချက်တယ်ချက်တဲ့အခါကျတော့ပြီး f4 လေးနဲ့ကာထားတယ် အဲ့တော့ကျွန်တော်ဒီမှာ Gerica Sport တော့တော်တော်လေးဟိုလေးစားတာတစ်ခုရှိရပါတော့အဲတူဒီဟိုဒါတော့ကမ္ဘာချန်ပီယံဟောင်းတစ်ယောက်ပေါ့နော်ကမ္ဘာချန်ပီယံဟောင်းတစ်ယောက်ဖြစ်တာ ਨੇ အညီပေါ့နော်သူဘယ်လိုမျိုးသူကစားကောင်ကြားတဲ့ဟာကိုဘယ်လိုမျိုးအကောင်းဆုံး handle လုပ်သွားလဲဘယ်လိုမျိုးအကောင်းဆုံးပြင်ပြီးဖြည့်ရှင်းသွားလဲဆိုတာကိုကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ပေါ့နော်အဲ့ဒါဒီမှာဆိုလို့ရှိရင် F4 ပေါ့နော်ဒါပွန်တက်လိုက်တယ်အကယ်ပွန်စားလို့ဆိုရင်တော့ night ကလွတ်တယ်ပေါ့အဲဒါဆိုရင်သူကဒီမှာတော့ Vishika ဘာလုပ်ခဲ့လဲဆိုရင်သူကကစားကောင်တစ်ကောင်အသာစီယူခဲ့တယ်အဲ့ဒီမှာ ်ဂယ်ရီကတ်စပါရော့ကဘာတွေပြန်လို့လဲဆိုရင် Bishop F2 မိုက်တယ် D4 က Knight ကိုပြန်ပြီးတော့ပင်ထားတယ်သူကစားကောင်တကောင်ရပြန်သူပေးလိုက်တဲ့ကစားကောင်တကောင်ပြန်ရဖို့အတွက်ကိုသူဘယ်လိုမျိုးအကောင်းဆုံးဖြည့်ရှင်းမလဲဆိုတာကိုကျွန်တော်ကြည့်မယ်ပေါ့အဲ့တော့ Bishop D4 Bishop F2 သွားတယ် Bishop F2 မှာဟိုဒီ Knight ကိုချိန်တာနှကောင်ဖြစ်တဲ့ကြောင့် ဝီရှိကဘာလို့လဲဆိုရင်လောင်းကတ်ဆယ်လုပ်ရတဲ့ဒီယထာကတယောက်လာပြီးတော့တစ်ခါပြန် save ထားတယ်။အဲ့တော့ဒီမှာ Gary Kasparov ကဘာပြောရှိလဲဆိုရင်လောင်းကတ်ဆယ်လုပ်တဲ့ထပ်ပြီးတော့ night ကိုနောက်ထပ် pressure တကောင်ထပ်ပြီးထားတယ်။အဲ့မှာဝီရှိကဘာရှိလဲဆိုရင် G6 G6 တက်ပြီးတော့သူ့ရဲ့ဒီ Bishop နဲ့ night ကိုပြန်ပြီးတော့ save လုပ်ထားတယ်။ဒါပေမဲ့ဒီမှာက C3 ပြန်ပြီးတော့လောက်လိုက်တယ်။ဒါတော်တော်ကောင်းနေပေါ့နော်။ဒါပေမဲ့လည်းပဲဘာတွေ့ရလဲဆိုလို့ဆိုရင်ဒီ C3 ပုံးနဲ့ဒီပင်ဖြစ်နေတယ်။ပင်ဖြစ်နေတာပြီးတော့ကြောင့်ဒီ night ကိုစားလို့မရအောင်။အဲ့တော့ ကစားပွဲတန်းမှာတော့ဗီရှီအာနန်ကမရွှေ့ခဲ့လဲဆိုရင် night e7 ဆိုပြီးရွှေ့ခဲ့တယ်ဗောနော်အမှန်တော့ဒီနေရာမှာဟိုအမဲကဒါတော်တော်လေးကိုတာနေပြီလို့ပြောလို့ရတယ်ဒီနေရာမှာအကောင်းဆုံးရွှေ့ခွက်အမဲတို့အကောင်းဆုံးရွှေ့ခွက်ဒီ b4 ဆိုပြီးတက်လိုက်မှာဖြစ်တယ် b4 ဆိုပြီးတက်လိုက်မယ်ဆိုလို့ဆိုရင်တော့ night က night ကိုစားလို့မြင်အကိတ်ကင်းရှောင်မယ်ဆိုလို့ဆိုရင်အာ b3c3 b3c3 ပြီး queen b5 ဆိုပြီးချက်ပြီးတော့ queen ဆိုင်လဲလိုက်လို့ဆိုရင်ဒါဒီလွယ်လွယ်ကူကူနဲ့ပဲအာဗီရှီအာနန်ကဟိုကစားကောင်တကောင်အတာနဲ့အနိုင်ရရှိမှာဖြစ်ပါတယ် ဒါပေမဲ့ဗေရှီယာနိုင်ငံကလည်းဟိုဒီမှာဒီရွှေဘက်ကိုမတွေးမိလိုက်ဘူးထင်ပါတယ်အဲဒါဘလစ်ဘွယ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့သူကဟိုဗေရှီယာနိုင်ငံကဘယ်လိုဆုံးဖြတ်ခဲ့လဲဆိုရင်တော့သူ့ရဲ့အတွေးကတော့သူကကစားကောင်သူတာတာတဲ့ကစားကောင်တကောင်ပြန်ပြီးတော့ပြေးလိုက်မယ် position နဲ့အရသူတာတာဖြစ်တဲ့အတွက်သူဘာပဲလုပ်လဲဆိုသူ development ကိုဦးစားပေးလို့တယ် Nike 5 Nike 7ပေါ့ Nike 7 idea တော့ဗျာ Nike ကအဲ CC ကနေပြန်ချိတ်လဲချိတ်မယ်ဒါမှမဟုတ် Nike 5ကနေပြန်ချိတ်လဲချိတ်မယ်ပေါ့အဲ့မှာ Gary Kasparov ရဲ့ထပ်ပြီးတော့ ဟိုကျွန်တော်ကြိုက်မိတဲ့ရှုပ်ကတစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့ G4 တဲ့တော်တော်လေးမိုက်တယ်ဘာလို့တော့လဲဆိုလို့ရှိရင်ဒီ G4 ဒီ F5 square လေးကိုတားထားတာနိုင်မလာနိုင်အောင်တားထားတယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာအဲ bishop diagonal လေးကိုလည်းဖွင့်လိုက်တယ်ပေါ့ပြီးတော့နောက်တစ်ခုကဘာထက်ရှိတယ်လဲဆိုဒီနေရာမှာကျတော့ဒီအမဲအနေနဲ့ b4 ပဲတက်တော့တိတ်ပြီးတော့မကောင်းတော့ဘူးဘာကြောင့်လဲ b4 တက်လိုက်မယ်ဆို queen a6 check ကွက်တွေပါရှိရပေါ့နော် queen a6 check ကွက်ရှိမယ်ဒီ bishop ရဲ့ diagonal လေးပွင့်နေရဆိုတော့ဒါတိတ်ပြီးတော့မကောင်းဘူးပေါ့ ဟုတ်ပြီအဲ့တော့ကျွန်တော်ဘာဖြစ်ကစားပွဲထက်ကြည့်မယ်ကစားပွဲထဲမှာတော့ Vegeta Nani ဘာပဲလုပ်ခဲ့လဲဆိုလို့ဆိုရင် Night D5 အာဒီနေရာမှာအဘောတော့ဒီနေရာမှာဟိုနောက်ထပ်အမဲရနေပြီးတော့လုတ်လို့ရတဲ့ဟာပေါ့နော်အဲ night effect ကလာလို့မရတော့ဘူးဆိုတော့ဘာလုတ်လို့ရသေးလဲဆိုရင်အမဲအတွက်အကောင်းဆုံး shield ဘက်ကတော့အဲ root disease လို့ပြီးတော့လာတာပိုကောင်းတယ်ပေါ့နော်အဲ root disease လာခဲ့မယ်ဆိုလို့ဆိုရင် အဲအကြွေဒီမှာ queen b1 ချောင်းမယ်ဆိုလို့ဆိုရင်လည်း root rf d8 ပြန်လာလို့ရတယ်။အဲမှာသူက cd4 စားမယ်ဆိုရင်လည်းပဲအာ bishop d4 အာပြီးရင်အာ sorry bishop d4 ပြီးရင်သူကအာ rook လာမယ်ဆိုလို့ဆိုရင်လည်းပဲ bishop f2 စားလို့ရတယ်ပေါ့နော်။ဒီ queen ကိုစားမယ်ဆိုရင်ဒီ queen ကိုပြန်စားလို့ရတယ်။အကြွေမှာအဲမှာ queen f3 ပါလာမယ်ဆိုလို့ဆိုရင်လည်းပဲဘာလို့လို့ရလဲဆိုရင်ကျွန်တော်ဒီမှာ queen d5 လာလို့ရတယ်။ queen f2 ဆိုရင် queen d4 လာမယ်။အကြွေဒီမှာ queen of 3တော့မယ်ဆိုရင် queen g3 နဲ့ခြိုင်နေလိုက်လို့ရတယ် queen g2 တော့မယ်ဆိုလို့ရှင်လည်းပဲ queen d3 ချက်လိုက်လို့ရတယ်ပြီးရင်အဲ့နောက်မှာကျွန်တော် pawn c6 လေးတက်ထားလိုက်လို့ဆိုရင် everything is fight for black နော်အဲ့တော့ကျွန်တော်ဒီနေရာမှာအမဲတို့အားလုံးအဆင်ပြေသွားပြီလို့ပြောလို့ရတယ်ဗောနော်တကောင်တာရာကြီးဒီလိုပုံစံနဲ့ကစားလို့ဆိုရင်တော့အာညံ့နေဗောနော်ဒါပေမဲ့ vishia နဲ့ငါတော့ကစားပွဲထဲမှာဒီနေထားမှာ root d6 မရွှေ့ခဲ့ပဲနဲ့ဘာပဲရွှေ့ခဲ့လဲဆိုလို့ရှိရင် knight d5 လေးပဲပြန်ပြန်ရွှေ့ခဲ့တယ် အဲ့တော့ဗီဂျီအာနန်ကဘာလို့တားဆိုရင် तू တာတာတဲ့ကစားကောင်ကောင်ပြန်ပေးလိုက်တယ်။ဒါပေမဲ့လက်ရှိမှာ तू ကပွန်လေးတစ်လုံးမှာထပ်တာနေတရဖြစ်တဲ့ကြောင်း position နဲ့ရပဲ။ဟိုအန်ဂိန်းကိုမြန်မြန်ကူးမယ်။နိုင်အောင်ကစားမယ်ဆိုတဲ့အတွေးနဲ့ပဲ95ပဲရွှေ့လိုက်တယ်ပေါ့နော်။အဲ့တော့ဂရီကတ်စပါရော့က तू ပေးထားတဲ့ကစားကောင်ကောင်ကိုပြန်ပြီးတော့ရမယ်။ Bishop 84 Bishop 84 Queen 84 Queen 84 Rotate 84ပေါ့နော်။အဲ့မှာဗီဂျီအာနန်ကဘာရွှေ့ခဲ့လဲဆိုရင် Knight E3 ဆိုပြလာတယ်။ Knight E3 ကတော့ဒီမှာ Rook ကိုလည်းချိန်ထားတယ်။ G Rook ကိုလည်းချိန်ထားတယ်။ဒီမှာ G4 Pawn လည်းချိန်ထားတယ်။နိုင်တယ်။ အဲ့တော့ကျွန်တော်ဒီမှာ Gerica Sparrow က Retail Rook အဲ Retail Rook ပြီးသွားစဉ် Rook G1 နဲ့ပြန်ပြီးတော့ safe ဖြစ်ပါတော့။အဲပေါ်နေတဲ့လုံးဝအစအဲ chess မှာကတန်ဖိုးကြည့်ပါတယ်။ အဲ့ဒီနေ့ထားမှာလဲ Visionan အနေနဲ့ကစားပွဲထဲမှာမရှိခဲ့လဲဆိုရင် C5 ဆိုပြီးတက်ခဲ့တယ်။အဲ C5 ထက်စာလို့ဆိုရင်ဒီနေ့ထားမှာပိုကောင်းတာကဘာပိုကောင်းလဲဆိုတော့ B4 လေးကပိုကောင်းတယ်။ B4 ကဘာကြောင့်ပိုကောင်းတာလဲဆိုတော့အကဲရဲ့ B4 ကပုံထိုးကြည့်ရလားဆိုရင်ဟုတ်တယ်ထိုးကြည့်တာအဓိကထိုးကြည့်ရတဲ့အကြောင်းရင်းဒီ B4 ကသူကစားခဲ့မယ်ဆိုလို့ဆိုရင် root D4 လေးဒါလဲဆိုရင်ဒါတွေဒါတွေကပြန်ပြီးတော့ရမယ်ပေါ့နော်။ဒါဆိုလို့ဆိုရင်ဗျာကိုယ့်ရဲ့ root ကလည်း active အရန်ဖြစ်သွားမယ်။ ော်တော်လေးလည်းကောင်းမယ်လို့ပြောလို့ရတယ်မဲကတော်တော်လေးတာတယ်ပေါ့နော်ဒါပေမဲ့ Vision Nine ကကစားပွဲထဲမှာဘာပဲရှိခဲ့လဲဆိုစီ5ပဲရှိခဲ့တယ်ဒါဒီ Queen Side မှာ Space ကြီးယူထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ Gary Kasparov ကဘာရှိခဲ့လဲဆိုရင် Bishop of 3ဒါကတော့ဒီရှုပ်ကကကောင်းတယ် Bishop ကပုံးလေးကိုပြန်ပြီး save ထားတယ်အဲ့တော့မှယထာကလွတ်လပ်လှုပ်လို့ရမှာပေါ့နော်မဟုတ်လို့ဆိုရင်ဒီယထာကြီးကဒီပုံးကိုတောက်လျှောက်ထိုင်ကယ်နေမှာဆိုရင်အဆင်မပြေဘူးပေါ့ ဲ့တော့ဒီမှာထပ်ကြည့်မယ်ဆိုလို့ဆိုရင် night c4 လာတယ် night c4 မှာ bishop e2 နဲ့ knight ကိုစားမယ်ပြန်ချိန်တယ် run game ကူးလိုက်မယ်ပေါ့နော်ဒီလိုမျိုးရည်ရွယ်ချက်နဲ့အဲ့တော့ night အဲဒီမှာ night d6 ပြန်သွားတယ်ပေါ့ night d6 မှာ gary gaspar ကဘာရှိခဲ့လဲဆိုရင်ဒီနေရာမှာ rook g3 ဒီချိန်ကလေးလဲကျွန်တော်တဘောကြရတယ်ပေါ့နော်ဒီချိန်ကတော့ကျွန်တော်ဘာကြောင့်တဘောကြရတယ်ဒီ rich 3ရဲ့ idea လေးကမိုက်တယ်ဗျ rich 3ဒီဒီ third rank ကိုတင်ပြီးတော့ rich 3ဒီပါလာပြီးတော့ အာဒီဘောနေကို pressure ပေးမယ်ဆိုတဲ့ idea မျိုးလေးပေါ့နော်ဒါတော်တော်ကောင်းတဲ့ idea လေးတစ်ခုဖြစ်တယ်အဲ့မှာ gary အာ vision nine ကဘာရှိခဲ့လဲ r5 တက်တယ် r5 တက်တဲ့အခါကျဒီ e6 ဘုံကလည်းဒါဝိဝါတယ်လို့ပြောတော့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှိရင် race 3 race 3မှာအာ rook နဲ့ပြန်ခဲ့တယ်အာဒီမှာ rook e5 race 3ပြန်လာတဲ့ e6 ကိုပြန်ချိန်တယ်အဲ့ e7 ပြန်ခဲ့တယ် rook e5 ပေါ့ လုံးဝကျွန်တော်တို့ဒါဘာပြောလို့ရမဆိုရင်ဒီယထာရေးက G1 ကနေပြီးတော့ပေါ့နော်အဲ G3 H အဲပြန်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီနေထားမှာဆို G1 ကနေပြီးတော့ G3 ပြီးရင် H3 ပြီးရင်အာတို့ရဲ့ဒီ weight bone တွေကိုပြန်ချိန်ပြီးတော့ယထာကတော်တော်လေး active ပြန်ဖြစ်သွားတယ်အဲ we bone ကိုလိုက်ချိန်ချိန်နဲ့ဒီမှာ C5 ကိုလည်းချိန်ရတယ် E6 ကိုလည်းချိန်ရတယ်အဲ့တော့ C5 ကိုကြတော့ယထာနဲ့ဒါကယ်လို့မြောက်ခင် E6 ကြီးကကြအဲ့တော့ဘာပဲလုပ်ရလဲ C4 ဆိုပြီးတက်တယ်အဲ့တော့ဒီနေ့ကမှလုံးဝ ဒါဒီပြန်ပြီးတော့ Gary Kasparov အနေနဲ့ ဟို equal position ကိုပြန်ရသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာ Gary Kasparov ကပါချုပ်ခဲ့လဲဆိုလို့ရှိရင်အဲ Bishop after 3 Bishop လေးကို active လုပ်တယ်အဲဒီမှာ King D7 လာတယ် King D7 မှာ A4 pawn တွေကိုဖျက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တကယ်တမ်းတော့ဟိုအမဲအနေနဲ့လုပ်တင်တာတော့ A6 လေးပဲတက်တင်တယ်ပေါ့နော် A6 တက်ပြီးတော့ pawn structure မပြတ်အောင်ထိန်းထားတာကပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ Vishian နဲ့ကတော့ကစားပွဲထဲမှာတော့သူကစားလိုက်တယ်ပေါ့နော်စားတယ်စားတဲ့အခါကျတော့ pawn တွေကအဲ weak pawn တွေဖြစ်သွားတယ်ပေါ့နော်ဒီကောင်လေးတွေက အဲ rookie 5တွေပါလာပြီးတော့ဒီ A4 ပုံးတွေ A7 ပုံးတွေကို pressure ပေးလို့ရတယ်။အဲကြော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်အဲကစားပွဲထဲမှာ Gary Kasparov က rookie 5လာတယ်။ rookie 5မှာအဲ Steve Ho ကိုစားတယ်ပေါ့။စားတော့ဒီမှာ A7 အရင်စားချက်တယ်ပြန်လာတယ်ပြီးတော့ pressure ချက်တယ်ချက်တော့ဒီမှာ game ပြန်ချောင်းတယ်ပြီးတော့အဲ pressure နဲ့စားတယ်ပေါ့။အဲ ဂယ်ရီဂတ်စပါတော့ဒီမိုင်နာပစ်အန်ဂိန်းကိုလုံးဝမကူပါဘူးပေါ့နော်ဒီနားလေးမှာတတိထားမိတာတော့ဆိုအရင်ဆုံးယထားမလဲဦးယထားမလဲပဲနဲ့ဒီမှာပဲချက်တိတ်ပုံမဲ့စားတယ်ပြီးတော့ဒီမှာ A4 ပုံလေးရလည်းပြန်ပြီးတော့အာညိနေပေါ့နော်ဒါဆိုရင်သူပုံလေးတစ်လုံးပြန်ပြီးတော့ရမယ်အခွင့်အရေးလေးတော့ရှိရပေါ့ အဲကျွန်တော်ပွဲထက်ကြည့်မယ်ဆိုလို့ရှိရင် h5 နဲ့ bishop mount တယ် mount တဲ့အခါကျ bishop က d1 ပြန်လာတယ်ဒီ a4 ပုံးကိုဖိစားမယ်ပေါ့နော်အဲ့တော့ vishi ကလည်းဘာလုပ်ခဲ့လဲဆိုလို့ရှိရင် king of 6အားဒီ king of 5တွေပါလာပြီးတော့ f4 ဘုံတွေကိုစားမယ်။အာဒါအဖြစ်ရဲ့ဒီ f4 တွေ h2 တွေအားဒါ weak ဘုံလို့ပြောလို့ရတယ်ပေါ့နော်။ဒီဘုံတွေကိုပြန်ပြီးတော့စားမယ်။အဲ့တော့ gary kasparov ကဘာလုပ်ခဲ့လဲဆိုလို့ရှိရင် rook a5 နဲ့ပဲ king ရဲ့ line ကို ချုပ်ခဲ့တယ်ပေါ့။အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ h4 တက်တယ်။ဒါကတော့ king side မှာ space ကြီးချိန်ထားတာပေါ့။ ဲ့ကျွန်တော်တို့ထပ်ကြည့်မယ်ဆိုတော့ရှင် bishop a4 စားတယ်စားတော့ e5 နဲ့ဖြတ်တယ်စားတယ်ပြန်စားတယ်အကုန်လဲလိုက်တယ်ပေါ့နော်အဲ့ minor piece angle ရောက်သွားတယ်အဲ့ကျွန်တော်တို့ထပ်ကြည့်မယ်ဒီနေထားလုံးဝလုံးဝဒါတရေ position ပေါ့နော်အဲ့တော့ကျွန်တော်တို့ထပ်ကြည့်မယ်ဆိုရင် b3 တက်တယ် b3 မှာ c လိုက် b မစားဘူး g5 ပဲတက်တယ်အဲ့စားတယ် knight နဲ့ပြန်စားတယ်အဲ့ဒီဘက်က21ကို Gary Kasparov အနေနဲ့ပြန်ပြီးထိမ့်ဖို့လိုတယ်ပေါ့အဲ့တော့ Gary Kasparov ကဘာရှိခဲ့လဲဆိုရင် Bishop C6 ဒီ diagonal လေးကနေပဲပြန်ပြီးထိမ့်တာဒါကတော့လုံးဝတကယ်ကိုဟို အရန်ကောင်းတယ်ပေါ့နော်ဒါတော့ဒါတို့ရဲ့တဘာနဲ့ပဲသွားတာပေါ့အဲကျွန်တော်ထပ်ကြည့်မယ်ဆိုတော့ G4 တက်တယ် G4 မှာကျွန်တော် King D1 လာတယ် King D1 မှာ King F4 လာတယ် King F4 မှာ King E2 ပြန်လာတယ်အဲကျွန်တော်ဒီမှာထပ်ကြည့်လိုက် E5 နဲ့ Bishop အခြေဆုံးစင်လည်းပဲကျွန်တော်ဒီမှာ Bishop D5 လေးပဲရှောင်းထားတယ်ပေါ့အဲ G3 တက်မယ်ဆိုလည်းစာပြန်စာပြီးတော့ C4 တက်တယ် C4 မှာ Knight A4 ဆိုရင် Bishop A4 ပြန်စာတယ်ဒါဒီလုံးဝတည်ရပဲဒီနေထားမှာပဲတည်ရဖြစ်သွားတယ်ပေါ့။ဘာကြောင့်လဲ G2 တက်လို့ဆင်တယ်ဆိုတော့ King F2 ကပြင်ပြီးမှီနေရပေါ့နော်။အဲဒီနေထားကလုံးဝတည်ရပဲဖြစ်ပါတယ်။အဲ့တော့ ်ဒီကစားပွဲလေးမှာဗာတွေ့လိုက်ရလဲဆိုလို့ဆိုရင်ဂက်ဒီကက်စပါရော့ကအစောပိုင်းရှေ့ကွက်မှာအဲရှစ်ခွက် အတွင်းမှာပဲဘလန်နာမူဖ်နှစ်ခုလို့ပြောလို့ရတယ်မစ္စတေးအဲ95လေးရတယ်ဒါသူ့တို့ဒီ4ပွန်လေးပြေးလိုက်ရတာမလွယ်ဘူးပေါ့နော်အဲ့မှာတည်းသူကတစ်ချက်နှိမ်သွားတယ်အဲပိုဆိုးသွားတာကအဲ ქვ င်းစီ4သွားလိုက်တဲ့အခါကျတော့တကယ်ကြီးကိုဘလန်နာမူဖ်တစ်ခုဖြစ်သွားပြီးတော့အဲကစားကောင်တစ်ကောင်ကျသွားတယ် ်ဘယ်စားကောင်ကောင်ကြာသွားတယ်ဒါပေမဲ့ကျွန်တော်ဒီမှာအဓိက Gary Kasparov ကိုပါလေးစားလဲဆိုလို့ရှိရင်သူကစားကောင်ကြာသွားတော့အကောင်းဆုံးပြန်ပြီးတော့ဖြည့်ရှင်းခဲ့တယ်ပေါ့နော်ဟောတတန်နေများပြန်ပြီးတော့ဒီကစားကောင်ဘယ်လိုပြန်ယူလို့ရမလဲဒါဒီ equalization ပေါ့နော် ပြန်ပြီးတော့ equal အနေထားပြန်ရအောင်အကောင်းဆုံးပြန်ပြီးတော့ဟိုကစားခဲ့တယ်ပေါ့နော်ပြီး Vichy ကလည်းသူလည်းဒါသူအတားရထားတဲ့ကစားကောင်တကောင်ကိုသူမပေးရဖို့စူးစမ်းတော့လေအဲ Gary Kasparov ရဲ့ထိန်းချုပ်အောင်ပါ ဟိုပြန်ပြီးတော့ကစားကောင်တကောင်ပေးလိုက်တယ်ပေါ့နော်ဒါပေမဲ့ Vishy ကဒီဘက်မှာနည်းနည်းဒီဟိုလောသွားတယ်ထင်တယ်ဗျသူတာနေတဲ့အချိန်မှာပေါ့နော်တော်တော်လေးတာနေတယ်ဒီ C5 ကဒီဟိုမှာပေါ့နော်ဒီနားလေးမှာ B4 ကအတက်ပြီးတော့အစိုးရကအဲ Rook data အ Queen data လဲနိုင်ခဲ့မယ်ဆိုရင်အဲ့ဒါအစိုးရကပွဲပြတ်တယ်ပေါ့နော်ဒါ Vishy Anand က အာဒါနည်းနည်းလေးတို့ကဒါ blitz ပဲဖြစ်တဲ့ကြောင့်9မိနစ်30စက္ကန့်ဆိုတော့နည်းနည်းလေးဟို opening မှာတည်းကမြန်မြန်ဆန်ဆန်ရွှေ့ကြတာပေါ့နော်ဘာလို့လဲဆိုတော့တို့အတွက်ကကြတော့ middle game end game ကရောက်မှဖြစ်တဲ့တဲ့ကြောင့်အဲ့ဒီတော့အချိန်ကို time management လုပ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့အဲ့တော့ဘာဖြစ်ဖြစ်ဒီပွဲတွေကလည်းတကယ်ကောင်းပါတယ်။ဒီကစားပွဲလေးကတော့ဒီတော့ပါပဲ။ဒီကစားပွဲနဲ့ပတ်သက်ပြီးတော့မရှင်းတာနားမလည်တာသိချင်တာရှိလို့ရှင်နေကျွန်တော်ကို comment လေးမှာမေးမြန်းခဲ့လို့ရပါတယ်။ကျွန်တော်ဒီဗီဒီယိုကိုအစားဆုံးလာကြကြည့်ရှု update ကြတဲ့တက်ဆင်တို့ရောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆုံးမယ်။အားလုံးပဲကျေးဇူးပါခင်ဗျာ။